ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ပရိအားနဲ့ယူရနီကို တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှေးရှေးရဗီဒီယိုမှာပရိအားနဲ့တွနီဒီကိုလည်းတင်ပေးထားပြီးပြီပေါ့နော်အခုဆိုရင်တော့ကျွန်တော်ပရိအားနဲ့တွနီပြီးတော့ဒီမှာပရိတ်သုံးလုံးဂျန်တဲ့ဟာလေးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော်တွနီနဲ့တကွာအရှင်းပြပြီးသွားမှာဖြစ်ပါတယ်ပရိတ်တွေ့တယ်နီးဖြစ်ပါတယ်ပေါ့နော် အဲ့ကိုရှစ်တုံများတစ်တရှောက်တပင်ကနေရှောက်ကိုတုံများချပေးသွားတဲ့တပင်ကိုလေ့လာကြအောင်ပေါ့နော်ငါးပရိချပေးသွားတဲ့တပင်ကိုလေ့လာကြအောင်ကျွန်တော်အဲ့မှာ9နဲ့ဒီတင်နဲ့ပေါင်းပေးရမှာဖြစ်ပါတယ်ဒီရှိဆုံးက9နဲ့တစ်အလေထိုင်နဲ့ပေါင်းတော့ပေါင်းရှင်း30ဖြစ်ပါတယ်တုံညာတီပေါ့နော်တုံညာတီပရိကိုကျွန်တော်ပေးမှာဖြစ်ပါတယ်တွင်ရအရာပေါ့နော်ဒီတွင်ရအရာဒီပရိနှလုံးကိုပေးတာဖြစ်ပါတယ်ဒီတစ်တရှောက်ပြီးတော့နောက်ထပ်တပင်မှာက 6ကို3ညဆိုတဲ့အတွက်ကြောင့်မို့ကနန်းသုံးလုံးပေါင်းရှင်းက9ပြိခြားပြီးသွားတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့3ညတိပြိပေးလိုက်တာ9ပြိခြားပြီးသွားတဲ့အတွက်အဲ့ဒီတော့နီး okay တယ်ပေါ့နော်နောက်ထပ်နံပါတ်2ကိုဒီနေ့အသင်းပေးဆက်ပြီးလေ့လာကြည့်အောင်ဒီနေ့နဲ့9နဲ့ထပ်ပေါင်းရတာပေါ့နော်နေ့နဲ့9ပေါင်းရှင်းက17ရာတွေအတွက်တင်းနေပြိကိုပေးတာဖြစ်ပါတယ်တင်းနေပြိပေးမှာခြားပြီးသွားတာက9 9 3ဆိုတဲ့အတွက်ပေါင်းရှင်း ခုနှစ် break ပေါ့နော်ဒါကြောင့်မို့တင်းတင်း break ပဲတာခုနှစ် break ချပေးသွားတာဖြစ်ပါတယ်နောက်ထပ်နံပါတ်3ဒီနေ့အတိုင်းပဲဒီ9ရက်9အလေထိုင်ရင်ပေါင်းတော့ပေါင်းရှင်း14ရာတွေအတွက်၄9 break အားနေတယ်ပေါ့နော်တနည်းရာပေါ့နော်နောက်ထပ်ဒီပြင်မှာသူချပေးသွားတာက9 9 3ပြီးတော့9 3ည4ဆိုတဲ့အတွက်ထိတ်လေပိတ်ကနန်းသုံးလုံးပေါင်းရှင်းက9ပြိဖြစ်ပါလေ၄၅ပြိပယ်လိုက်တာ OK ဒီပါနော်နောက်ထပ်နံပါတ်၄ ဒီ9ရဲ့တုံညာအလေးထရင်ထပ်ပေါင်းတော့9နဲ့တုံညာနဲ့ပေါင်းရှင်9 9 6ဒီပြိနှလုံးပေမှာဖြစ်ပါတယ်ဗောနော်သူချပြီးတော့ကငါတုံညာ3ဆိုတဲ့အတွက်ပေါင်းရှင်က10ပြိဖြစ်ပါတယ်9 6ပြိပေတာ10ပြိချပြီးသွားတယ်ဗောနော်နောက်ထပ်နံပါတ်9ဒီ6ရဲ့အလေးထရင်တုံညာရဲ့ပေါင်းတော့6ရတယ်6 9ပြိပေမှာဖြစ်ပါတယ်9 3ညာ3ပြီးတော့နောက်ထပ်ပြိမှာ336ဖြစ်ပါတယ် ၃၃၆ဆွေအတွက်ထိတ်လေးပဲပေါင်းခြင်းကနေပရိပေါ့နော်။နောက်ထပ်တစ်ပြက်မှာရှောက်ခွန်ပရိကိုပေးတာ၃၄တိဆွေအတွက်၅ပရိချပေးသွားတယ်။ဒီဒီလေးနဲ့လေးအလေးထိုင်နေတဲ့ထပ်ပေါင်းတော့ပေါင်းခြင်းရှိရှိကိုပရိအားနေတယ်ပေါ့နော်။နောက်ထပ်တစ်ပြက်မှာကရှစ်ရှောက်ခွန်ဖြစ်ပါတယ်။ဒါကြောင့်မို့သုံးလုံးပေါင်းခြင်းကတိပရိပေါ့နော်။ရှစ်ကိုပရိပေးတာတိပရိဖြစ်ပါတယ်။နောက်ထပ်နံပါတ်၈ဒီ၃ညရဲ့၆အလေးထိုင်ရင်ပေါင်းတော့ function 6 shell complete ပေးမှာဖြစ်ပါတယ်။ shell complete အားနေတယ်ပေါ့နော်။နောက်ထပ်တစ်ပတ်မှာ6 3ည6ဆိုတဲ့အတွက် delay ပဲ function နေ break ချပြသွားတာဖြစ်ပါတယ်။ number 9ဒီ10နဲ့3ညအလေးထိုင်နေတာပေါ့နော်။ function တဖြစ်ပါတယ်။10နေ break ကိုအားနေ break ဖြစ်ယူမှာပေါ့နော်။6 6နေဆိုတဲ့အတွက် function delay break ချပြသွားတာဖြစ်ပါတယ်။ တင်းနေပြိပယ်တာလေးပြိခြားပြီးသားတယ်ဗနနံပါတ်10ဒီ6ရဲ့6အလေးထိုင်ရင်ပေါင်းတော့စနစ်နေ့3ပြိအားနေတာဖြစ်ပါတယ်665ခြားပြီးသားခဲ့တယ်ဗနပေါင်းရှင်းက9ပြိခြားပြီးသားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နေ့3ပြိပယ်တာ9ပြိခြားပြီးသားတာဖြစ်ပါတယ်နံပါတ်17ဒီ9ရဲ့6အလေးထိုင်ရင်ထပ်ပေါင်းမယ်ဗနခွန်6ပေါင်းရှင်း73ဆိုတဲ့အတွက်3လေးပြိအားနေတာဖြစ်ပါတယ် နောက်ထပ်တစ်ပင်မှာက6နှစ်ဆိုတဲ့အတွက်ထိတ်အလေအပိတ်ကနန်း၃လုံးပေါင်းရှင်9ပြည့်ချပေးသွားတာဖြစ်ပါတယ်။နံပါတ်7 4ရဲ့6ရဲ့ထပ်ပေါင်းတော့ပေါင်းရှင်30ရာတွေအတွက်တော်များတိပရိအာနေတွေပေါ့နော်။နောက်ထပ်တစ်ပင်မှာက၃ည4လေးဆိုတဲ့အတွက်ပေါင်းရှင်10ပြည့်ချပေးသွားတာဖြစ်ပါတယ်။နောက်ထပ်နံပါတ်73ဒီနေ့တိုင်းပဲပေါ့နော်။ရှေးဆုံးက9ရဲ့အလေထိန်4ရဲ့ပေါင်းတော့ ေါင်းရှင်ကိုကိုတုံညာပရိတ်ကို အာနိပရိတ်အဖြစ်ယူမှာဖြစ်ပါတယ်။ချားပြီးသွားတာဒီနိနိတိဆိုတဲ့အတွက်ပေါင်းရှင်က၅ပရိတ်ပါနော်။ကိုပရိတ်ကိုတုံညာပရိတ်ပေတာ၅ပရိတ်ချားပြီးသွားတယ်။နောက်ထပ်ဒီတိရှေဆုံးကတိနဲ့နိအလေးထိန်နဲ့ပေါင်းတော့၃၃၄ပရိတ်အာနိအပရိတ်အဖြစ်ယူထားတာပေါ့နော်။နောက်ထပ်တစ်ပင်မှာက၈၄၃ဖြစ်ပါတယ်။ဒါကြောင့်မို့ပေါင်းရှင်က၅ပရိတ်ပေပါနော်။ ၃လေးပြိပေတာ၅ပြိဖြစ်ပါတယ်။နောက်ထပ်နံပါတ်၅ရှေးဆုံးက6ရဲ့အလေးထိုင်က၄ရဲ့ပေါင်းတော့6နဲ့၄ပေါင်းချင်း30ရတဲ့အတွက်၃ညာတိပြိအားနေတာဖြစ်ပါတယ်။သူချပေးတော့တာက6 6 3ဖြစ်ပါတယ်ခင်ဗျာ။ရှင်း6 3ဆိုတဲ့အတွက်ပေါင်းချင်းက9ပြိဖြစ်ပါတယ်။၃ညာတိပြိပေတာ OK တယ်ပေါ့နော်။နံပါတ်၁၆ ရှေးဆုံးက၃ညရင်ဒီ6အလေးထိုင်ခံပေါင်းတော့6 6ခွန်ပြိအားနေတယ်ပေါ့နော်ရှားပြီးတော့ကနေ့၃ည6ဆိုတဲ့အတွက်တိပြိချပြီးသွားတာဖြစ်ပါတယ်နံပါတ်19ဒီရှေးဆုံး9ရက်၃ညအလေးထိုင်ခံပေါင်းတော့ခွန်နဲ့၃ညနဲ့ပေါင်းရှင်9ခွန်6ပြိအားနေပြိဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာကခွန်ခွန်9ဒါကြောင့်မို့ပေါင်းရှင် 3ပြိပေါ့နော်ခွန်10ပြိပေးတာ3ပြိချပြီးသွားတာဖြစ်ပါတယ်နံပါတ်18ကိုကြည့်အောင်စခွန်18ပေါ့နော်အရှိဆုံးက6ရဲ့အလေထိုင်က9ရဲ့ပေါင်းတော့6ခွန်ပေါင်းရှင်15ရာတွေအတွက်ကျွန်တော်တို့9 6ပြိအားနေတယ်ပေါ့နော်ခွန်3ည3ညချပြီးသွားတာဖြစ်ပါတယ်ဒါနဲ့ကြိမ်ပေါ့နော်နှစ်ကြိမ်မှာခွန်3ည3ည3ရက်အတွက်ပေါင်းရှင်း9ပြိဖြစ်ပါတယ် နံပါတ်16ချိန်အထိရှိသွားပြီဖြစ်ပါတယ်ဗောနော်ထပ်ပြီးတော့ကျွန်တော်နံပါတ်19ခုခုခြားပြီးတော့တွေကို လေ့လာကြအောင်ဗောနော်ဒီခွန်3ည3ညတပင်ကနေထပ်ပြီးလေ့လာကြအောင်ဗောနော်တနည်းအရာဒီရှေးဆုံးနဲ့အလေထိုင်ကနန်းတလုံးနဲ့ပေါင်းတာဆိုရင်ပေါင်းရှင်းကားအရာတွေအတွက်ကြောင့်မို့ငါးရှောင်းပရိတ်ကို အာနေပရိတ်အဖြစ်ယူမှာဖြစ်ပါတယ်โอเคငါးရှောင်းပရိတ်အာနေအဖြစ်ယူတယ်ဗောနော် 300ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်9ပြိချပေးသွားတာဖြစ်ပါတယ်ခင်ဗျာမဟာရှောက်ပြိပေးတာ9ပြိချပေးသွားတယ်ဗောနော်20ရှေးဆုံးက8ရက်အလေထိန်9ရက်ပေါင်းတော့6ခွန်ပေါင်းရှင်15ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ကြိမ်မှာလေကျွန်တော်တို့မဟာရှောက်ပြိပေးတာဆိုရင်6ကိုလေးချပေးသွားခဲ့တယ်ဗောနော်ပေါင်းရှင်ကတိပြိဖြစ်ပါတယ်ခင်ဗျာမဟာရှောက်ပြိပေးတာတိပြိချပေးသွားတယ်ဗောနော် နံပါတ်97ရှေ့ရဲ့ဒီ9ရဲ့ပေါင်းတော့ပေါင်းရှင်19ရာတွေအတွက်ခွန်ရှိပရိတ်ပေးမှာဖြစ်ပါတယ်ရှေ့9လေးပြီးတော့963ချပြီးသွားတယ်ပါနော်ထိုင်လေးပိတ်3လုံးပေါင်းရှင်က၄ပရိတ်ချပြီးသွားတာဖြစ်ပါတယ်နောက်ထပ်နံပါတ်20ဒီအရှိဆုံး9ရဲ့အလဲထိုင်6ရဲ့ပေါင်းတော့ခွန်6ပေါင်းရှင်73 3လေးပရိတ်ပေးမှာပါနော်အနည်းအောင်လေးနဲ့ပေးပြမှာဖြစ်ပါတယ် ၃လေးပြိပေးတာ၆ရှိခုနှစ်ခြားပြီးသားတဲ့အတွက်ကြောင့်မို့ကဏ္ဍ၃လုံးပေါင်းရှင်းတိပြိပေါ့နော်။ဒါကြောင့်မို့ကျွန်တော်၃လေးပြိပေးတာโอเคတယ်ခင်ဗျာ။နံပါတ်23 6နဲ့8ပေါင်းတာ14 4 5ပြိပေးတာဖြစ်ပါတယ်။ခြားပြီးသားတာကနိနိခွန်ဖြစ်ပါတယ်ခင်ဗျာ။၃လုံးပေါင်းရှင်းကလည်းတိပြိပေါ့နော်။ဒါကြောင့်မို့4 5ပြိပေးတာတိပြိခြားပြီးသားတာဖြစ်ပါတယ်။နံပါတ်24 ရှေးဆုံးကနေရအလေးထိန်နေရပေါင်းတော့ပေါင်းရှင်းလေးရတွေအတွက်လေးငါပြိပယ်မှာဖြစ်ပါတယ်။ခြားပြီးတော့တာက3ရှေးရှေးဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်း5ပြိပယ်ပေါ့နော်။လေးငါပြိပယ်တာ5ပြိခြားပြီးတော့တယ်25ကျင်အထိပေါ့နော်။ဒီနေ့အတိုင်းဆိုရင်တော့နေ့နဲ့ရှင်းနဲ့ပေါင်းတော့ပေါင်းရှင်း30ရတဲ့အတွက်ကျွန်တော်တို့3ညာတိပြိအာနေတယ်လို့အဲဒီ20ရအဲ့ဒီ3ညာတိပြိကို ပေးမှာဖြစ်ပါတယ်ပေါ့နော်။ โอเคဒီမှာဆိုရင်ကျွန်တော်ဒီအနီအောင်လေးနဲ့ကပေပရိတ်ပါတော့ဒီအပြာရောင်လေးနဲ့ကတော့အတူရှားပေးသွားတဲ့ပရိတ်ဒီဖြစ်ပါတယ်ငါးချောက်ပင်ရှေပရိတ်လေးငါးနှစ်ချောက်ခွန်ပင်ငါးရှေကိုပေတာတစ်ချောက်ခွန်ကိုပေတာနှစ်တစ်နှစ်ပေတာလေးပရိတ်နှစ်သုံးပရိတ်ပေတာခုနှစ်ပရိတ်ပါတော့တုံညာတစ်ရှေကိုတုံညာငါးသုံးလေးပေတာငါးပရိတ်တောင်ရတိပေတာခုနှစ်ပရိတ်6ခုပေတာ10ပရိတ်ခွန်10ပရိတ်ပေတာ3ပရိတ်96ပရိတ်ပေတာ ခုနှစ်ပြိချာပြီးသွားတာဖြစ်ပါတယ်။နောက်ထပ်ဒီမှာငါလျှောက်ပေးတာခုနှစ်ပြိချာပြီးသွားတယ်။ငါလျှောက်ကပ်တူတင်မှာဒီပြိချာပြီးသွားတယ်။ခွန်ရှစ်ကပ်တူတင်မှာ၄ပြိ၃လေးကပ်တူတင်မှာခုနှစ်ဒီပြိပေါ့နော်။၄ငါပေးတာဒီပြိ၄ငါပေးတာ၉ပြိဒီ၉ချိန်မှာတော့အတွင်းအရာ၃လုံးပေါင်းရှင်း၃ညာဒီပြိကိုပေးမှာဖြစ်ပါတယ်။ခုနှစ်ချိန်သုံးက၃ညာ၅လေးတင်မှာဒီပြိနည်းနည်းခွန်ရှစ်ချိန်မှာတော့ဒီပရိလေးလုံးတန်ဒီပေါသွားခဲ့ပြီးတော့ပရိ၆လုံးထဲက 3889ပြိပေါ့နော်ဒီကိုအချိန်မှာတော့ကျွန်တော်တို့ပြိအပေတဲ့ဟာတင်ပေးထားတာဆိုရင်တော့တွင်ဒီအရာကျွန်တော်ဒီမှာ3ညတင်ပြိထပ်ပေးမယ်ဆိုရင်တော့ဒီ3ည sorry 1963 3ညခွန်ညပေါ့နော်အဲ့ဒီဟာပေးတော့ကျွန်တော်ပြိ3လုံးပဲဂျန်တာဖြစ်ပါတယ်58ပြိဂျန်မယ်ပေါ့နော်ဒီကိုချိန်မှာ၄၅၈ပြိတ်ဂျန်နေပါတော့ပေပြိတ်သေးလွန်နေတာဆိုရင်ကျွန်တော် ဒေငါရှိပရိအာကောင်းမယ်ဗောနော်အဲ့ဒီမှာကျွန်တော်ဒီရှိပရိဒီလည်းအာကောင်းတယ်ဆိုပေမဲ့ဒူဒီအာနိတွန်နီထဲမှာလည်းတွေးနေရတယ်ဗောနော်ဒါကြောင့်မို့ဒီဒေငါပရိကိုတင်ပြီးတော့ကျွန်တော်ရှိပရိကိုလည်းအရန်နေနဲ့ထည့်တင်တယ်ဗောနော်โอเคလေငါပရိကိုတင်ပြီးတော့ဒီရှိပရိကျော်အရန်နေနဲ့တုံးမှာဖြစ်တယ်ဗောနော်ဒီရှိပရိဒီအာနိတွန်နီထဲမှာလည်းတွေးနေရတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်โอเค ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။